ားလုံးကိုတခင်ရှိနမနိုင်ယန္နာရှပွဲပအစီအစဉ်ကနေကြိုဆိုပါရစေ။ယန္နာရှပွဲပအစီအစဉ်ကတော့တမချန်းစာတွေကအဖိုးတန်တဲ့အရာများကိုဒီကွာရှပွဲခြင်းမဖြစ်တဲ့ဒီကာလကပတ်သက်ခပွဲတော့ကျင်းပတဲ့ကာလဖြစ်တဲ့ယုံကြည်သူတွေအတွက်ကတော့ Easter Celebration ကာလဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီကွာဒီ Easter နဲ့သက်ဆိုင်တဲ့နှုတ်ပတ်တော်များကိုဒီကွာရှပွဲနေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ဘက်ကကျွန်မမေးခွန်းမေးထားရတာကတော့ သူတို့ဒီပတ္တခပွဲကာလမှာစားတဲ့မုံရဲ့နာမည်ကပါလဲဆိုရရပဲဖြစ်ပါတယ်ဘယ်လိုမုံအမျိုးအစားကိုသူတို့စားရလဲဆိုတော့ကျမရဲ့မိခွန်းလည်းဖြစ်ပါတယ်ဆိုတော့ အဖြေအတွက်ဆင်းရဲရှိနေပြီလို့ယုံကြည်တယ်အဖြေကတော့သစေးမဲမုံလို့ခေါ်တဲ့မဇာဆိုတဲ့မုံကိုစားပါတယ်ဆိုတော့နာမည်လေးပြောကြည့်ရအောင်မဇာမဇာဆိုတဲ့မုံဖြစ်ပါတယ်เนาะမဇာဆိုတဲ့မုံဖြစ်တယ်ဆိုတော့အဲ့မုံကသစေးမဲတယ်ဆိုတော့ကျန်းစာရမှာတဆေးဆိုရကအပြစ်ကိုပုံဆောင်နေရှိတာဖြစ်ပါတယ်။အဲ့တဆေးထည့်လိုက်ပြီလို့ရှိရင်အဲ့ဒီမုံကမုံရဲ့ဒီဒိုးကပေါ့နော်မုံရဲ့ဒိုးက ်အာဒီဖောင်းကျွားလာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့တာမှာလဲဒါသခင်ယေရှုခရစ်တော်ကကျွန်တော်ရဲ့တဆေမဲ့မုံဖြစ်တယ်ဆိုတာကိုပုံဆောင်ထားတာပဲဖြစ်ပါတယ်သခင်ယေရှုကအပြစ်ကင်းမဲ့တဲ့ကယ်တင်ရှင်ဖြစ်တယ်သူရဲ့အသေးခံခြင်းနဲ့သူ့ကိုခန္ဓာတော်ချိုးဖက်ခြင်းအပြင်တင်တရားကိုစားတုံးနဲ့တင်ရကိုတင်ကဒီရကိုယုံကြည်ကိုးစားရဆိုလို့ရှိရင်တင်တာမှာသာရတဲ့ကိုရရှိမှာဖြစ်တယ်သခင်ယေရှုခရစ်တော်ဒီတဆေမဲ့မုံ ဖြစ်ခင်မဲ့တဲ့ကေတင်ရှင်ဘုရားခင်ဖြစ်တယ်ဆိုတော့ကိုဒီပတ်သက်ခပွဲကာလမှာကျွန်တော်ကတွေ့ရတာပဲဖြစ်တယ်လို့နော်ဒါကယုံကြည်သူတွေကဒီရကိုဂျေဇုတော်အဖြစ်နားလည်ခွင့်ရရှိတာဖြစ်တယ်ဆိုတော့မုံရဲ့နာမည်ကတော့မတ်ဇာလို့ခေါ်တဲ့သစိမေမုံဖြစ်တယ်။စင်ပြေမဲ့လို့ယုံကြည်ပါတယ်ဆိုတော့ဒီတပတ်အတွက်မေခွန်းတွေလည်းအားလုံးအစဉ်တရှိနေမလို့ယုံကြည်ပါတယ်ဆိုတော့ယန္နာကိုတို့တကွာရှာဖွေကြရအောင် ဒီပတ်ရဲ့မေခွန်းကတော့ Good Friday မတန်ခင်တရက်ကိုဗာနေလို့ခေါ်လဲဒါကျမရဲ့မေခွန်းဖြစ်တယ်။သင်ကဖြစ်လိုက်မယ် Good Friday မတန်ခင်တော့ Jada Brain နေပေါ့ Thursday ပေါ့လို့ဖြစ်လိုက်မယ်။ဒါပေမဲ့အဲ့ဒီ Jada Brain ရဲ့နာမည်အတိအကျရှိနေတယ်ဆိုတော့เนาะ Good Friday မတန်ခင်မှာခေါ်တဲ့ နေ့ရဲ့နာမည်ကဘာလဲဆိုတော့ကျွန်မရဲ့မေခွန်ဖြစ်တယ်ဒီနေ့မှာတိတ်လွန်စလေးပေးခြင်းတယ်တိတ်လွန်စနံပါတ်၁ကတော့အဲ့ဒီအကြောင်းအရာကိုစံစာထဲမှာတွေ့ရမှာဖြစ်တယ်ဆိုတော့စံစာကိုဖတ်ဆဲခြင်းတယ်ရှင်လုကာခရွင့်ကျန်အခန်းကြီး22ပိုက်ငယ်ခွန်ကနေ22ကိုဖတ်မယ်ဆိုလို့ရှိရင်တခင်ယေရှုနဲ့သူ့ရဲ့တပည့်တော်တွေလှုပ်ဆောင်တဲ့အရာကိုအဲ့ဒီစံစာထဲမှာတွေ့ရမှာဖြစ်တယ်အဲ့ဒါကိုသင် တွေ့ပြီးတော့မှဖတ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ Good Friday မတန်ခင်တခင်ရှုခွတ်တော်အသေးခံခြင်းမတန်ခင်မှာလုံးတဲ့အရာရဲ့အတိတ်ပဲနဲ့နာမည်ကိုနားလည်သွားမှဖြစ်တယ်။ Now clue number 2တဲလွန်စံ number 2ကတော့ရှင်ယောဟန်ခရစ်ယာန်ခိုင်73ကိုဖတ်ဆေးခြင်းနဲ့အပိုင်ငယ်34ကနေ38ကိုဖတ်ဆေးခြင်းပါတယ်။တခင်ရှုကသူ့ရဲ့တပည့်တွေကိုမိန့်မှထားတဲ့အရာကိုဒီနှုတ်ပေါ်တော်ထဲမှာကြွေးရမှာဖြစ်တယ်။ဒီရဲ့အသေးလွန်စတွေကိုတင်ဖတ်မယ်ဆိုလို့ရှိရင်တော့ဒီ Good Friday မတန်ခင်တရက်ကဘာနေလဲဆိုတာကိုတင်ကနားလည်သွား ောင်းมาဖြစ်တယ်ဆိုတော့အလုံးမဲ့စင်ပြေမဲ့လေးယုံကြည်တယ်ဆိုတော့အသက်လွန်စားတွေကိုရှာပြီးဆိုတော့အဖြေကိုတူတူကရှာခွေကြရအောင် ဟုတ်ပြီအားလုံးရဲ့အချိန်လဲစေသွားပြီဆိုတော့ထုံစံတိုင်းပဲဒီတစ်ပတ်မှာတော့ကျမမေခွန်းရဲ့အဖြေကိုပြောမှမဟုတ်ဘူးအားလုံးကိုဖြည့်စေချင်ပါတယ်လို့နော်ဆိုတော့ဒီအကြောင်းအရာကိုနောက်တစ်ပတ်ရဲ့ဒါ Treasure Hunt ဗီဒီယိုမှာအဖြေရှာဖွေဖို့ရန်တဖိတ်ခေါ်ချင်ပါတယ်အရောက်တိုင်းကိုဖျားရှင်ကောင်းရင်ပေးပါစေ